မတော်ရင်တင်တွင်ခုံ25ရက်ခိုင်နှုန်းတို့မြင့်ကောက်ခဲ့မည်ဟုတမ်လာထရဆုံတမ်လာထရကအမေရိကန်ပြည်ထောင်စုကိုတင်သွင်းလာတဲ့မတော်ရင်အားလုံးအတွက်အခုံ25ရက်ခိုင်နှုန်းအခုံကောက်ခံမှဖြစ်ပြီးဒီကောက်ခံမှုကို AP လမ်းမှာစတင်မှဖြစ်ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်။လက်ရှိမှာမတော်ကထောက်လုပ်သူတွေကတော့ထောက်ပံ့ရေးကုန်ကျစရကြီးမားလာတာနဲ့ရောင်းအားကျတာတွေရင်ဆိုင်နေရပါတယ်။တက်မှတ်ထားတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုကိုတင်သွင်းလာတဲ့မတော်ရင်တွေကို အခု25ရက်ခန့်တော့အထိကောက်ခံသွားမှာဖြစ်ပေမယ်။နိုင်ငံအချို့ကတော့ကင်းလွတ်ခွင့်ပေးထားမှာဖြစ်တယ်လို့ tracker ဆိုပါတယ်။ဒီအကောက်ခွန်နှောင်းတွေဟာအမေရိကန်မှာရောဥရောပသမ္မတကထဲမှာကောရှိတဲ့စီးပွားရေးလုပ်ငန်းတွေဝယ်ယူသုံးစွဲသူအားလုံးအတွက်ထပ်တူထက်မြအကျိုးမဲ့စေတယ်လို့သူကဆိုပါတယ်။ဒါကြောင့်မကြမီချင်းအတွင်မှာမော်တော်ကားအခွန်စီးကျမှုတွေစတဲ့အသက်သွင်းရောက်ရှိလာတော့မှဖြစ်တယ်လို့ truck ကပြောကြားထားပါတယ်။ တစ်ချိန်တည်းမှာပဲ truck ကဗင်နီဇွဲလာကနေရေနဲ့တမ်းမမဟုတ်တဘာဝအတန်ငွေကိုဝယ်ယူတဲ့ဗင်နိုင်ငံမဆိုအခု25ရက်ခန့်တော့အထိတိုးခောက်ခံမှဖြစ်တယ်လို့ပြောကြားထားပါနေ။ဒါဟာ truck အနေနဲ့တမရတာဝန်ထမ်းဆောင်စဉ်အတွင်းကကမ္ဘာကုန်သွယ်ရေးစစ်ပွဲအတွင်းနောက်ထပ်မျက်နှာစာတစ်ခုဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ မတော်ရင်အပြင်စေဝါတွေဒါမှမဟုတ်စီမီကွန်တက်တာချစ်ပြားတင်သွင်းမှုတွေကိုလည်းကဏ္ဍအလိုက်စေချက်ခွန်ကောက်ခံသွားမှာဖြစ်ပြီးစမ်းတင်ကောက်ခံမဲ့အချိန်အတိအကျကိုတော့ထုတ်ဖော်ပြောကြားထားတာမရှိဘူးလို့အင်ဖြူတော်ကအရာရှိသူကပြောဆိုထားပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်